အဲ့တော့ကျွန်တော်နိုင်ငံမှာအားနေတာကလည်းခုနပြောလို့ပေါ့နော်ဟို cyber security တွေအားနေတယ်ခုနပြောလို့ဒီ digital money တွေကိုခုနခုနပြောကာကွယ်အကာကွယ်ပေးတဲ့ဟာတွေကလည်းအားနေတယ်ပေါ့နော်အခုသူများနိုင်ငံမှာဆိုရင်ဒီလိုမျိုး digital money တွေအလိန်ခံရတယ်ဆိုရင်အဲ့ဒီနာမည်နဲ့အဲ့ဒီ account တွေကို yes account သွားတက်လိုက်တယ်နဲ့ရဲကနေအမှကမ္ဘောဇာဘဏ်ဆိုကမ္ဘောဇာဘဏ်တခါတည်း inform လမ်းပေးလိုက်တာအဲ့ဒီတခါတည်း stamp ပိုက်ပလိုက်တာတခြားနိုင်ငံမှာဆို မင်းမင်္ဂလာပြဒီနေ့မှာကျွန်တော်ပြစီလိုမြောက်ပေးခြင်းဗီဒီယိုပိုင်းလေးကဒီဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်အဲဒါဆိုမှကျွန်တော်တော့ YBS ကားပေါ်မှာပေါ့နော်ဒါဒီမိကလေးတယောက်ဇီယံပေါ့သူလက်စွပ်တွေရောဒါဖုန်းတွေရောဒါခပိုင်းနိုင်သွားတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်အဲဒီခပိုင်းနိုင်ကိုဖမ်းမိသွားတဲ့အချိန်မှာဆိုတော့ကျွန်တော် YBS ကောင်ဝင်ရှိသူတွေနဲ့ဒါဒီကားသမားဆိုရင်ဒါ JS ကောင်ကိုခေါ်လာတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်အဲဒီဗီဒီယိုပိုင်းနဲ့ဒီနောက်မှာလည်းကျွန်တော်တို့ခပိုင်းနိုင် data တခုတည်းပစ္စည်းကိုအချောင်လိုချင်တဲ့ဗီဒီယိုပိုင်းလေးလည်းပါတဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တို့ဗီဒီယိုပိုင်းလေးကိုအဆုံးလိုက်ပါကြည့်ရှုပေးပါဦးနော် ီးသွားတော့မှတော့တောင်းတယ်နော်ကျေးဇူးခံပါတယ်နော် cái này chỉ đó cô bà bà à cô lấy chỉ làm bà mà máy anh ေးဟုတ်တယ်နိုင်ဘာလို့ရှိလာလဲညီမဟုတ်ဘူးတင်နိုင်ရှိလိုက်တာနိုင်ကြည့်လို့မရဘူးလေညီမရိုးနေရတယ်ကွာလေဒီလားပါရေဒီမိုင်းညီမဖုန်းကြည့်ပါတော့နိုင်ကြည့်ရတယ်နိုင်ကြည့်ပြမေးလို့ပါအဲ့ဒီဝင်လာအဖေတို့တောင်းခွန်အမလောက်ခွန်လိုက်အဖေတို့တောင်းခွန်မြတ်တာငါရိုးနေရတာခံခံရတာငါဘယ်နှဟာရှိဘူးလဲညံသွားငါဆိုင်ကဖုန်းခွန်းလာပြောတယ်တော့ညီမလည်းနိုင်ကြည့်တော့နိုင်ကြည့်ရမာရီဘာလို့ညီမဖုန်းယူอ่ะညီမလည်းခေါ်မိုက်တာနိုင်ကြည့်တာပါညီမရိုးနေမိုင်း နဲ့မထိုင်ဘူးအဲ့လိုလုပ်လို့မရဘူးမာကြီးရဲ့ဒါသတိရှိရင်ဘယ်လိုနော်နိုင်သူတွေတယ်နိုင်ယူလက်တယ်ဇီယံဆာလာညီမဆလင်းငငယ်ဦးဝဲလေးတွေကညီမဇီယံဆာလာညီမတိတယ်တိလား မရဘူးမာယူရဲစငံငါကြီးကြည့်လို့မရမရိုးနေကြတာအနောက်မှာဟင်းဟိုးကြည့်တာမြန်သွားဟင်းဟိုးချိုးကတ်မယ်ဟင်းဟိုးချိုးကတ်မယ်တော့ညီမရိုးနေပြီနိုးလိုက်ငါထမင်းရင်စားတာတိတ်လားအုံနာသားမြန်သွားတက်တောင်တုံးညီမတိတ်ညီမရိုးနေငါကနားမှာ another one ဒါလွန်ခဲ့တဲ့တရနေ့ရောလိုင်းပေါ်မှာတွေ့တဲ့ဗီဒီယိုဖိုင်ရေနော်ဒါ YB 64ပုံမှာလို့ပြောရတဲ့ အဲသူရဲ့လက်ထက်မှာဒါကျွန်တော်တို့ခဲကျွန်းထားပါတယ်ဗျခဲကျွန်းသားကိုကင်ပြီးတော့သူကအချင်းတွေကိုတစ်ချက်ကြည့်နေတယ်ဗောနော်မသားကိုခောက်လိုက်ပြုတ်လိုက်နေသူလုံနေတယ်ဗျရောင်းမှာအန်ရများတယ်နော်ဒါဘေးကတွေ့တဲ့သူကဒါဗီဒီယိုရိုက်ထားပေးတာနော်အဲ့တော့မတင်ငါလို့ဗီဒီယိုရိုက်ထားတာ ဲ့ WBS ရဲ့သူတွေနဲ့ဒါကုပစ္စည်းကိုအရင်ကသတိထားရမယ်ပြောနော်ဒီကားပေါ်ဒီမှာဒီလိုလူမျိုးတွေရာဆိုရင်ကျွန်တော်တို့ကအခုလိုချိန်မျိုးမှာဒါတွေကအရင်ကပေါများလာပြီနော် ကျွန်တော်ကားစီးပြီဆိုရင်နော်ကြောပွဲအိတ်တို့ဘာတို့ကျွန်တော်ရဲ့အရှိမထားရမယ်နော်စင်ဘက်ရှိမထားပြီးတော့စီးရအကောင်းဆုံးပဲဒေတာပတ်ဆက်အိတ်တို့ဘာတို့ကအရှိမသတိရိယာရှိရှိလေးနဲ့စီးလူကျက်ပြီဆိုရင်အရန်ကိုသတိထားရမယ်နော်အဲသူတို့တွေကဆိုရင်တက်လာပြီဆိုရင်တို့တယောက်ညှောက်တယ်ပြီးတော့မှတက်မလာအောင်နော်အဖွဲလိုက်နေတက်လာတာအဲခုနှစ်ယောက်ရှစ်ယောက်လောက်ရှိမယ်ဗျခုနှစ်ယောက်ရှစ်ယောက်လောက်သူကကာပေးထားတယ်မဟုတ်နော်အဲသုံးလေးငါးယောက်လောက်ကာပေးထားပြီးတော့အတယောက်ကဒါအများကြီးမမြင်အောင်မို့တေချာကိုဒါပတ်ဆက်အိတ်ကိုခွဲပြီးတော့ဒါယူသွားကြတာပဲဖြစ်ပါတယ်ဗျ ဒီဗီဒီယိုပိုင်းကြီးကဒါဖုံးဆိုင်မှာနော်ဖုံးလာဝယ်တဲ့သူကပလင်းနဲ့ထုသွားနော်ပလင်းနဲ့ထုပြီးတော့ဖုံးလုသွားတာနော်ဒါလေးကလေးတွေပဲနော်ဂျွေးဂျွေးလုတာမဟုတ်နော်ပလင်းနဲ့ထုတာဘယ်လောက်မှရမ်းလဲဆိုတော့နော်လူလိုင်းနေเนาะလူလိုင်းအခုတော်တော်ကြီးကိုအဆင့်မြင့်နေပြီအခုလူလိုင်းတွေကဘယ်လိုတွေလိုင်းရလဲဆိုတော့သူတို့ဥမာ PC ရောင်းတယ်မီဇက်တို့ရောင်းတယ်ပေါ့နော်အဲဒါမှတော့ဟိုဆိုဖာဆက်တီတွေရောင်းရေခဲ့တဲ့အမျိုးသမီးသုံးပစ္စည်းတွေတို့အဲ့လိုဖုန်းတွေတို့ ဲ့လိုလက်စပစ္စည်းတွေရောင်းလဲအဲ့လိုဆိုင်နံပါတ်တွေသူတို့ပေးတွေထောင်တယ်ပြီးရင် Facebook မှာပေးထောင်ပြီးအဲ့ဒါကို boost ထုတယ်ဗျာ Facebook မှာ boost ထုတယ်ပြီးရင် group တွေမှာ share တယ်ပြီးရင်အဲ့ဒါကိုတောင်းဝယ်တဲ့ချိန်ချိန်သူတို့ပစ္စည်းတွေတကယ်ပြပေးတယ်ဗျာပြပေးပြလို့ရှိရင်အဲ့မှာဈေးလျာသူတို့ရှိမှနည်းနည်းတက်တာနေတက်တာနေတာနဲ့လူတွေကဝယ်လိုက်ရောဝယ်ပြီးတော့ရင်သူတို့ကငွေကိုဘယ်လိုလွှဲရလဲဆိုတော့အိမ်ရောက်ငွေချေရလားဆိုတော့မရဘူးမရတော့သူတို့ကဘာလုပ်ပေးလဲကျွန်တော်တို့ရရင် expand နဲ့ပို့ပေးတယ်ပေါ့အိမ်ရောက်ပေါ့နော်အဲ့ဆိုတော့ ျွန်တော် range expert မှာဒီ PC ကိုသွားပြီးတော့ပို့ပေးတယ်အဲ့မှာဘွန်ချာအာထွက်လာတဲ့ပကင်ထုတ်ပြီးသွားပြီးအခုနာမည်နဲ့ထပ်ပါတော့ဝဲတဲ့သူအောင်မောင်ဆိုမောင်မောင်ဆိုမောင်မောင်ရဲ့နာမည်နဲ့ထွက်လာပြီးအဲ့ချိန်ကျရင်အဲ့ဒီ gate ကိုအဲထပ်ပါ range expert gate ကိုဖုန်းဆက်ကြည့်လိုက်ပါအဲပေါ့နော်အဲ့ကျရင် range expert ကနေပြီးတော့ဟာတကယ်ရောက်ပါတယ်ဆိုရင်ကျွန်တော်ငွေငွေလွှဲလိုက်တော့ဆိုတော့ order ဆိုမစိုးဘောသူတို့ gate ကိုတကယ်လဲသွားပို့ပေးတယ် gate ကိုလဲကွာဖုန်းဆက်ကြည့်ပြီးပစ္စည်းတကယ်ရောက်ပါတယ်ဆိုတော့အဲမစိုးဘောနော်အဲဒါဆိုရင်ဝယ်မယ်ဆိုပြီးအဲ့မှာပစ္စည်းတွေကဝယ်ကြရော ်ဝယ်ချလိုက်တယ်ဆိုရင်သူကဘယ်လိုလုပ်လဲဆိုတော့အဲသူက PC ကိုအဲထားပါတော့အဲရန်ကုန်ပေါ့နော်လိန်တာမြို့နယ်ရာ Ring Expert Gate ကိုသူကတော့ပို့တယ်အဲတော့ပို့တယ်ပုံစံမျိုးတကယ်တော့တော့မပို့ဘူးအဲမှာပါတော့ပို့လိုက်တယ်ပေါ့အဲမှာပါကင်ထုတ်တယ်ပေါ့အမဘွန်ချာထွက်လာပြီးတော့မော်မော်နရင် expert ဆိုတဲ့ဘွန်ချာကြီးနဲ့အမမော်မော်ပစ္စည်းပဲလေးရောက်မယ်ရန်ရန်ကုန်မှာမန္တလေးတို့ဆိုရဲအဲ့အချိန်မှာဒီရောက်ဝယ်တဲ့သူကအဲ့ဘွန်ချာထဲမှာပါတယ် gate ဖုန်းနံပါတ်ကိုဂိတ်ကိုလင်းချင်ရင်း expert ကလာခင်ဗျာကိုဘက်ကလည်းဟုတ်ပါတယ်ကျွန်တော်မောင်မောင်နံပါတ်နဲ့ပစ္စည်းရောက်ပါအာရောက်ပါတယ်ရန်ရန်ကုန်မှာမှာအခုဂိတ်မှာနော်နေ့ရက်နေ့မန်းလေးရောက်ပါ냐ဆိုတော့ဟာဒီကလည်းတကယ်ယုံပြီအာ okay ဟုတ်ပြီပေါ့အဲ့မှာ KB နဲ့ငွေလွှဲလိုက်ရောအပြင်သွားပြီပလုံဆက်ဆိုပြောချင်တာသူကဒီလို voucher တွေကိုပါအတုတွေလောက်လာတာပစ္စည်းကိုလိန်ရောင်းရုံတည်းမှာကောက်သူကခုနပြောတဲ့ဒီ delivery နံပါတ်တွေပေါ့နော်ဒီ ninja ဆို ninja အဲ360ဆို360 express rain express rain express အဲ့ဒီ voucher တွေပါအတူလောက်ပြီးတော့ကိုလိုင်လာတော့တာအဲ့လိုတော်တော်ဆရာကြသွားပြီနော်ရိုးရိုးလိန်လာမဟုတ်တော့ voucher ထိပါအတူလောက်ပြီးလိန်လာနော်တကယ်လို့ line ပေါ်ကပစ္စည်းဝယ်မယ်ဆိုရင်တော့ဒီလူကစိတ်ချလာဒါမှမဟုတ်ဒီလူကဘယ်လိုလူလဲဆိုတာတေချာလေးစုံစမ်းပြီးမှဝယ်တင်တယ်နော်အခုနောက်ပိုင်းလူလိန်တွေကတမျိုးပြီးတမျိုးလိန်ကြီးတယ်လည်းအမျိုးမျိုးနဲ့ဆိုတော့ဘာပဲပြောပြော line ပေါ်ကဝယ်ပြီးဆိုတာနဲ့ဗျာကိုယ့်ဘက်ကခံရဖို့ကများတယ်သိလားအဲ့အတွက် ရောင်းနေတဲ့လူကတေကြလားဒီလူကတကယ်ပဲရောင်းနေရလားလူရုပ်ထွက်ပြလားဥမာလိုက်လွင့်ပြီးရောင်းတဲ့လူမျိုးတို့လူပုံရှိတယ်ဗျအဲ့လိုမျိုးဆိုရင်နည်းနည်းတော်သေးတယ်ဗျဒီတိုင်းပုံတွေပဲတင်ပြီးတော့ရောင်းတာမျိုးဗာမျိုးဆိုရင်တော့တိတ်ပြီးတော့မဝဲတင်ဘူးလို့ကျွန်တော်တော့ထင်တယ်ဗျသိလားโอเคပါအဲ့တော့ကျွန်တော်နိုင်ငံမှာအားနေတာကလည်းခုနပြောလို့ပေါ့နော်ဟို cyber security တွေအားနေတယ်ခုနပြောလို့ဒီ digital အမန်းကြီးတွေကိုခုနခုနပြောကာကွယ်အကာကွယ်ပေးတဲ့ဟာတွေကလည်းအားနည်းတယ်ပေါ့နော်အခုသူများနိုင်ငံမှာဆိုရင်ဒီလိုမျိုး digital money အလိမ်ခံရတယ်ဆိုရင်အဲ့ဒီနာမည်နဲ့အဲ့ဒီ account တွေကို yes ခံသွားတယ်လို့လည်းအဲရကနေအမှကမ္ဘောဇာဘဏ်ဆိုကမ္ဘောဇာဘဏ်တခါတည်း inform လမ်းပေးလိုက်တာအဲ့ဒီတခါတည်းတန်းပိုက်ပလိုက်တာတခြားနိုင်ငံမှာဆိုအဒီမှာကျတော့အဲ့လိုမျိုးအရေးယူတာတွေကအရေးလည်းမယူပေါ့နော်အဲ့ဆိုတော့အဲ့မှာနည်းနည်းလေးကျွန်တော်တို့နိုင်ငံအားနည်းနေတယ်အားနည်းနေတယ်ဆိုတာလည်းဟိုမလုံနိုင်တဲ့အနေထားကိုရောက်နေသေးရပေါ့နော်လောလောဆယ်မှာအဲ့ဆိုတော့ ဟိုအကေပေးတွေပါဆိုတော့အတားခဏခဏအလိန်ခံရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အေးမယူနိုင်သေးဘူးပေါ့နော်အဲ့တော့ကိုကိုကိုတတိထားကြပါကာကွယ်ကြပါလို့အဲ့တော့လူလိန်တွေကတော်တော်ကိုအဆင်မြင်လာတယ် Facebook မှာ boost တွေထူတိုင်းလည်းမယုံနဲ့သူကလိန်ခံရတဲ့သူကအဲ့ဒီသူ့ရဲ့ page အောက်မှာ comment လာမှန်းလည်းဆိုဖြတ်ပလိုက်တာတခါလည်း block ပလိုက်တာအဲအဲ့ဒီလိုမျိုးတွေဆိုတော့သူတို့ဘာမှလုပ်လို့မရတော့ဘယ်နှစ်ယောက်ပဲလာမှန်းလာမှန်းမှန်းတဲ့သူကသူက block ပလိုက်တာဗျာအဲအဲ့လိုမျိုးအဲ့တော့သူတို့ဘောင်ချာအတုတွေနဲ့ ခုနောက်ပိုင်းလေးလူတွေတော်တော်များများကလည်းအဲ့လိုဘယ်လိုပြောရမလဲလိုင်းပေါ်မှာဈေးနည်းနည်းလေးတက်တာပြီးဆိုရတယ်တန်းပြော်ဝယ်ချင်ကြတည်လားဟာဈေးသူများထက်ပိုပြီးတက်တာတယ်ဆိုပြီးတော့လေအထူးသဖြင့်အဲ့လိုလူတွေပိုပြီးတော့ခံရဖို့များတယ်ဗျာတည်လားဝယ်မယ်ဆိုရင်တော့တေချာလေးစုံစမ်းပြီးမှဝယ်ပါလို့အကြံပေးခြင်းပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးဒီလောက်ပါခင်ဗျာကျွန်တော်ဗီဒီယိုနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်